ပြပောင်းတောင်မန်တိုက်စင်ကစားသမားနီကိုဝီလီယမ်စ်ကယူရိုပါလိအဆင့်မီဖိုင်နယ်မှာမန်ချက်စတာယူနိုက်တက်ကိုကြောဖြတ်ပြီးဘိုလိုဝဲတက်ရောက်နိုင်မှုမျှော်လင့်နေကြောင်းပြောကြားခဲ့ပါတယ်။ ဖီဘာဝအသင်းဟာယူရိုပါလိအစီအမီးဖိုင်နယ်မှာအင်္ဂလန်ထိပ်သီးမန်ချက်စတာယူနိုက်တက်အသင်းနဲ့တွေ့ဆုံနေပြီးပထမအကြော်အဖြစ်မေတ္တရက်မှာအင်ကွင်းနဲ့ဒုတိယအကြော်အဖြစ်မေလ၈ရက်မှာအဝေးကွင်းမှာကစားရမှာဖြစ်ပါတယ်။စပိန်လျွေးစင်တောင်မန်တိုက်စင်ကစားသမားနီကိုဝီလီယမ်စ်က Ultra Four ကွင်းမှာကစားခွင့်ရမယ့်အရေးဟာအိမ်မက်တစ်ခုဖြစ်ပြီးဘိုလိုဝဲတက်ရောက်ဖို့အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ကြောင်းပြောကြားခဲ့တာပါ။နီကိုဝီလီယမ်စ်က Old Trafford လိုကြီးကျယ်ခမ်းနားတဲ့ကွင်းကြီးမှာကစားခွင့်ရဖို့ကအိမ်မက်တစ်ခုပါပဲ။ပြီးခဲ့တဲ့ရာသီကကျွန်တော်တို့စပိန်ဘီရင်ဖလားကိုရယူနိုင်ခဲ့တယ်။ဒီရာသီမှာတော့ကျွန်တော်တို့ Europa League Semi-final တက်ရောက်ထားနိုင်ခဲ့ပါပြီ။ကျွန်တော်တို့အနေနဲ့ Europa League ဘောလုံးပွဲကိုတက်ရောက်နိုင်ဖို့မျှော်လင့်ပါတယ်။အဲဒီအတွက်ကျွန်တော်တို့အနေနဲ့အစွမ်းကုန်ကြိုးစားသွားမှာပါလို့ပြောကြားခဲ့ပါတယ်။ အခုရာသီယူရိုပါလိပြိုင်ပွဲမှာစပါအသင်းက9-4-4နဲ့ပိုဆွဲဖို့ရေပန်းအစားဆုံးဖြစ်နေပြီးသူ့ရဲ့နောက်မှာပေဘာအိုအသင်းက6-4-4မန်ချက်စတာယူနိုက်တက်အသင်းက9-4-2နဲ့ဘိုဒယ်ဂလင်းအသင်းက7-4-3တို့နဲ့အစဉ်လိုက်ရပ်တည်နေတယ်လို့သိရပါဗျာ။